ားသမီးအားလုံးမင်္ဂလာပါဒီချဲဒီနေ့ပြောပြသွားပေးမယ့်အကြောင်းအရာလေးကတော့တန်ရှင်းတာယာလှပဖို့ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် ဆိုရင်ဒီကောင်းစဉ်လေးမှာတာသမီးကစဉ်းစားနေမှာပေါ့ဘာတွေကိုတန့်ရှင်းမှာလဲဘယ်နေရာမှာတာယာလှပဖို့အတွက်လဲဆိုပြီးစဉ်းစားနေမှာပေါ့ဒါဆိုရင်ဒီကောင်းစဉ်လေးရဲ့အောက်မှာလူတိုင်းကိုစီလိုက်နာမှာဆိုတဲ့ကောင်းစဉ်လေးတစ်ခုရှိပါတယ်ဒီကောင်းစဉ်လေးကတော့ဘာအကြောင်းအရာလေးဖြစ်မလဲဆိုတာကိုဒီချေကပြောပြပေးသွားပါမယ်လူတိုင်းကိုယ်စီလိုက်နှာမှာတဲ့ တရက်မှာတော့တဲ့ဝင်းဝင်းတို့အတန်းထဲမှာအမိုက်ဆူနဲ့အမိုက်ချခွဲချပြီးတော့တဲ့ဓာတ်အိတ်စီစွန့်ပြရတော့တာပေါ့တဲ့အဲ့ဒီအမိုက်တွေကိုတဲ့အမိုက်ဆူအမိုက်ချဆိုပြီးတော့ဘာကြောင့်ဆွဲချပြီးစွန့်ပြနေရတာလဲဆိုတာကိုဝင်းဝင်းကနားမလည်ခဲ့ဘူးနေတာတဲ့နေလေးတနေ့မှာဝင်းဝင်းတို့တငယ်ချင်းတွေကကစားနေကြတာပေါ့အဲ့ဒီအချိန်မှာပဲတန်ရှင်လှုပ်သားကြီးတယောက်ကအထုပ်ကြီးတွေကိုတထုပ်ပြီးတထုပ်ထမ်းနေတာသတိထားမိသွားတော့တယ် အမိုက်ပုံးလေးကိုဘာတွေတဲလာပါလဲဘာလုံးမလုံးပါလဲဆိုပြီးတော့စိတ်ဝင်သွားဇာသွားကြတော့တာပေါ့ဒီအထုပ်ကပြန်သုံးလို့ရတဲ့ပစ္စည်းဟောဒီအထုပ်ကပြုပြင်ပြီးမှသုံးလို့ရတဲ့ပစ္စည်းဟော့ဟိုမှာကြံနေတာတွေကပြန်သုံးလို့လည်းမရဘူးပြုတ်ပြင်ပြီးသုံးလို့လည်းမရပဲနဲ့အလွဲတကူမဆွေးမြင့်နိုင်တဲ့အမိုက်တွေပေါ့လို့လှုပ်သားကြီးကရှင်းပြလိုက်တော့တယ်အဲ့ဒီအမိုက်တွေ များသက်ထက်များလာရင် နေထိုင်တဲ့နေရာတွေကို အမှိုက်တွေကဖုံလန်းသွားပြီးတော့အလွယ်တကူမဆွေးမြေ့နိုင်တဲ့အမှိုက်တွေကိုမီးရှို့လိုက်ရမှာပေါ့ဥတေကြီးရဲ့လို ဝင်ဝင်းကပြန်ပြောလိုက်တယ်မီးရှို့လိုက်တဲ့အခါမှာညှော်နှံ့တွေထွက်လာမယ်ညှော်နှံ့တွေကတဲ့ဒိုးတွေအားလုံးကိုထိခိုက်စေမယ်အကောင်းဆုံးနိလန်းကတော့အမှိုက်ဖြစ်မဲ့ပစ္စည်းတွေကိုလူတိုင်းရှော့သုံးကြဖို့ပဲလို့ပြန်ပြီးတော့ရှင်းပြလိုက်တယ်ဒီတခါတော့ဝင်ဝင်းကတေချာတိသွားပါပြီမစင်မစင်ပစ်ထားတဲ့အမှိုက်တွေကိုတန်ရှင်းရေးလှုပ်သားတွေကြီး ည်းပဲဘလို့လုပ်ပြီးတော့ရှင်းလင်းနိုင်ပါမလဲအမိုက်ဖြစ်မဲ့ပစ္စည်းတွေကိုရှော့သုံးရမယ်ပြန်သုံးလို့ရတာတွေကိုအကြိမ်ကြိမ်အသုံးပြုရမယ်ပြန်လည်ပြုပြင်ပြီးအစားထိုးသုံးနိုင်တဲ့နည်းလမ်းတွေကိုရှာရမယ်ဒါမှပတ်ဝန်းကျင်တန်ရှင်းသားရလှပမယ်လို့ဝင်းဝင်းကတွေးလိုက်မိတော့ပါတယ်ဒါဆိုရင်သားတို့သမီးတို့ဒီသင်ခန်းစာလေးကဘာအကြောင်းညာလေးဖြစ်ပါမလဲအမိုက်တွေကိုတွေးတဲ့နေရာမှာမစွန့်ပြစ်ဘဲနဲ့သူ့နေရာနဲ့သူအမိုက်ပုံးရှိတဲ့နေရာမှာစွန့်ပြစ်ရပါမယ်စွန့်ပြစ်တဲ့အခါမှာလည်းပြန်သုံးလို့ရတဲ့အမိုက် က်လည်းရှိတယ်လို့ပြန်ပြီးတော့သုံးလို့မရတော့လည်းအမှိုက်လည်းရှိပါတယ်ပြန်သုံးလို့ရမယ့်ပစ္စည်းတွေဆိုရင် ပြန်ပြီးတော့အသုံးပြုတာကပတ်ဝန်းကျင်ကိုမထိခိုက်မပျက်စီးစေပါဘူးဒါဆိုရင်ဒီချေတို့ဒီကောင်းစင်လေးရဲ့အောက်မှာကပြားလေးတစ်ပုတ်ရှိပါတယ်ကပြားကောင်းစင်လေးကတော့မျိုးရွာအိမ်ချောင်းตายာဖို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချေနဲ့အတူတူကပြားလေးကိုလိုက်ယူဆိုကြည့်ပါအောင်เนาะ ညိုးရွာအိမ်ကြောင်းตายာဖို့ဒိုအားလုံးရဲ့ကပါမြေတန်ရှင်းလှပစိမ့်လန်းစေဒိုးဒက်တွေမှာတာဝန်ရှိစ조사ကြမှာတာဝန်သည့်ရှော့သုံးကြည့်ပါပြန်သုံးကပြုပြင်သုံးဖို့လိုက်နာပါမြို့ရွာအိမ်ကြောင်းตายာဖို့ဝိုင်းဝန်းဆောင်ရွက်ကြပါစုကပြာစာရေးဆရာနာမည်ကတော့ကိုထွန်းထွန်းပဲဖြစ်ပါတယ်ဒါဆိုရင်တားတို့သမီးတို့ဒီ channel အတူတူကပြာလေးကိုနောက်တစ်ခါ live ဆိုကြည့်ပါအောင်เนาะ မျိုးရွာအိမ်ချောင်းတာယာဖို့ဒိုအားလုံးရဲ့ကဖာမြေတန်ရှင်းလှပစိမ့်လန်းစီဒိုးဒက်တွေမှာတာဝန်ရှိစူးစားကြမှာတာဝန်သည့်ရှော့သုံးကြည့်ပါပြန်သုံးကပြုပြင်သုံးဖို့လိုက်နာပါ မျိုးရွာအိမ်ချောင်းတာယာဖို့ဝိုင်းဝန်းဆောင်ရွက်ကြပါစုကဗျာစာရေးဆရာနာမည်ကတော့ကိုထွန်းထွန်းပဲဖြစ်ပါတယ်